ားလုံးက19ဇူလိုင်မမေ့နိုင်ဆိုပြီးတော့ဒီနေ့ရက်လေးကိုအမြဲတမ်းသတိရနေပေမဲ့လည်းအဲ့ဒီလိုမျိုးရင်နာစရာဖြစ်ရက်တွေဖြစ်ပွားခဲ့တဲ့ဒီနေရာလေးကိုတော့အမြဲတမ်းမေးလျော့နေမိတတ်ကြပါဗျ။ဒီနေ့တော့ဂျူနီပပကဗိုလ်ချုပ်အစံနဲ့တကွာအာဇာနီကိုကြာဆုံးခဲ့ပြီးတော့မမေ့နိုင်စရာဖြစ်ပျက်တွေဖြစ်ပွားခဲ့တဲ့ဝင်းကြီးများယုံကိုတွားရောက်ပြီးတဲ့အခါကျတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့နောက်ဆုံးနေ့ရက်တွေမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုလေ့လာခဲ့ပါတယ်။ ဝင်ကြီးများရုံမှာသူတို့အဲတိုးဖွဲ့နဲ့ချိန်ထားရပေါ့နော်အဲ့ဝင်ကြီးများရုံနဲ့မှာသူတို့နဲ့လိုက်ပြီးတော့တမိုင်းကြောင့်နေသူတို့ကရှင်းပြပေးမယ်အဖွဲရှိရပေါ့နော်အဲ့ကိုသွားပါမယ်သူနဲ့သူလက်ဆက်ပြပါအောင်ဆိုတော့ခဏနေလို့ရှင်တို့ကစစစမစကြပါဒီနားလေးမှာတို့စ ုံလိုက်တာနဲ့လုံးဝခံနာပြီးတော့ကာတယ်အဲ့ဒီလေးဆက်ပါမယ်ဆိုတော့သမတ်တော့ဝယ်ပြီးပါပြီအယောက်ဆောင်နော်ကိုကတန်နေတယောက်မှတော့3000ပေါ့နော်လက်မှတ်တစ်စောင်မှ3000ဆိုတော့ဒီလိုမျိုးတမိုင်းကြရင်ဒီမှုတွေလေ့လာခွင့်ရရမယ်ပြီးတော့3000နဲ့နေဆိုတော့ဆိုပါ thank mm -hmm. you paman. Oh ခုဒီ guide တော်နဲ့ like ပြီးတော့ပြတဲ့ဟာလေးကတော့ပြီးသွားပြီပေါ့နော်ဒီနေရာလေးမှာဆိုလို့ရှိရင်အဓိက like ပြတာကသူကပိုကျောအောင်ဆန်းတဲ့ဒီအာသာနေကိုလှုပ်ကြံခံရတဲ့နေရာလေးတွေပြီးတော့ဘယ်လိုမျိုးတက်ပြီးဘယ်လိုလှုပ်ကြံနေဆိုတဲ့ဟာလေးပေါ့နော်အဲ့နေရာလေးတွေကိုတော့သူတို့ကို like ပြီးတော့ပြသပေးပါတယ် ဒီနေ့ဝင်းချင်းမြယုံရဲ့ guide တော်အစီအစဉ်လေးကတော့ပြီးပြီပေါ့နော် ကျိုးတို့ဒီနေ့မှာဆိုလို့ရှိရင်ဘဟုတုတရစရာတမိုင်းချောင်းတွေရောနေရာတွေရော ပြီးတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘိတုကပညာတွေရောလေးလာခွင့်ရခဲ့ရပေါ့နော်ဒီနေရာမှာဆိုရင်မြမပထမဆုံးသွတ်တော်ရဲ့အကြောင်းကိုလည်းလေးလာခဲ့ရရပေါ့နော်ပြီးတော့ဒီဘုကျောင်းဆန်းနေတကွာအာသာမီ၉ဦးရဲ့ လုံးကြံခံရတဲ့နေရာတို့တွေတမိုင်းကြောင်းတို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အောင်ဆန်းအန်တလီစာချုပ်အဲမိတူပုံစံတို့ဒါမျိုးတွေကိုသူတို့လေ့လာခွင့်ရခဲ့တယ်ပေါ့နော်ဒီနေရာကလေလုံးဝကိုစိတ်ဝင်စားဖို့တမိုင်းကြောင်းနေနဲ့ပြည့်နှက်နေရဖြစ်တဲ့အတွက်ဂျူကတော့ကိုယ့်ရဲ့မိသားစုဝင်တွေဒါမှမဟုတ်တငယ်ချင်းတွေနဲ့တစ်ခေါက်လောက်တော့လာပြီးတော့အဲလေပတ်ကြဖို့ပြီးတော့လေ့လာကြည့်ကြဖို့ ိတ်ခေါ်ချင်ပါတယ်ဒီ guided draw အစီအစဉ်လေးကတယောက်ကိုမှ3000ဆိုတော့လေအရန်ကိုတက်တာရယ်ပေါ့နော်သူ့ရဲ့ရှင်းပြတဲ့ပုံစံတွေနဲ့ပြီးတော့လေးလာခွင့်ရတဲ့ဘဟုတုတ္တရတွေနဲ့ကဒီ3000နဲ့ရှင်ဘာမှမဟုတ်ဘူးပေါ့နော်မိသားစုနဲ့ရောကိုယ့်ရဲ့တငယ်စင်းတွေနဲ့ရောပေါ့နော်တစ်ခေါက်လောက်တော့ လာရောက်ပြီးတော့လေးလာကြည့်ကြဖို့ပြောချင်ပါတယ်တော့ဝင်းပေါက်တရဘောအောင်ကျော်ဘက်မှာလည်းရှိရယ်တင်ပြူလန်ဘက်မှာလည်းရှိရယ်ပေါ့နော်ဒီ guide တောအတွက် လက်မှတ်လေးဝယ်မယ်ဆိုလို့ရှိရင်တင်ပြူလန်ဘက်ကနေဝင်လာတဲ့အပေါက်ကအနည်းဆုံးပေါ့နော်တင်ပြူလန်ဘက်ကနေဝင်လာတဲ့အပေါက်လေးပြီးသွားလို့ရှိရင်ဟိုးတောက်နာမှာလက်ညှိဆိုင်ပုတ်လေးရှိရယ်ပေါ့နော်အဲ့နာမှာခုံလေးတစ်လုံးနဲ့သူကချပြရောက်တာဒီ season လေးရာတစ်နေ့ကို လေးခေါက်သူတို့ကဂိုက်ထက်တော့ပြတ်တာပြေပေါ့နော်7နိုင်ခွဲမှတစ်ခါ7ခွဲမှတစ်ခါ7နိုင်ခွဲနဲ့2နိုင်ခွဲပေါ့နော်အဲ့တော့ကိုကတကယ်လို့လာပြီးတော့လေးလာခြင်းနဲ့ဒီအစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်သူကဖုန်းနံပါတ်လေးတစ်ခုအမှထားခဲ့ပေးမယ်ပေါ့နော်အဲ့ဖုန်းနံပါတ်လေးကို comment comment ကဖုန်းနံပါတ်လေးကိုကြည့်ပြီးသွားတဲ့အခါကျတော့ဒီဖုန်းဆက်ပြီးသွားတော့လာရောက်လို့ရပါတယ်ဒီအစီအစဉ်ကတော့နေ့တိုင်းတော့ရှိရယ်ပေါ့နော်သူတို့ဒါပေမဲ့ဟိုလူရမ်းများတဲ့ရက်တွေဆိုရင်လူပြည့်နေရမျိုးဖြစ်တတ်လို့ကြိုပြီးတော့ဖုန်းဆက်ဖို့တော့သူတို့ request လုပ်တာပေါ့နော်ဒီနေ့ကတော့ ရန်ကုန်မြို့ရဲ့တန်ဖိုးရှိရဲ့အချိန်ကြီးရနေရာလေးတစ်ခုဖြစ်တယ်ဝင်ကြီးများရုံကိုသွားရောက်ပြီးတော့ဂျူတို့လဲပတ်ခဲ့ရပေါ့နော်အဲ့တော့ဂျူတို့နောက်ထပ်လဲပတ်ပြီးတော့ပြသစီစဉ်တဲ့နေရာလေးရှိရဆိုလို့ရှိရင်လည်းကွန်မန့်လေးမှာပြောခဲ့ပေးပါအောင်လို့အားလုံးပဲဗီဒီယိုလေးကိုကြည့်ရှုပေးရကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တက်တာ